ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကသမ္မတဒေါ်နယ်ထရန်လက်ထက်တွင်ဥရောပနှင့်အမေရိကန်ပြည်ထောင်စုတို့၏ရင်းနှီးသောဆက်ဆံရေးများသည့်ရုရှားချုပ်ချော်မှုကိုယူကရိန်းအောင်နိုင်ရန်တော့ချက်ကြနေတယ်လို့ဇွန်လ25ရက်တွင်ထုတ်ဖော်ပြောကြားလိုက်ပြီးရုရှားသမ္မတဗလာဒီမာပူတင်ကိုတရားစီရင်ရေးအတွက်တိုက်တွန်းခဲ့ပါတယ်။ယူကရိန်းကိုရုရှားစတင်ကျူးကျော်ပြီးနောက်ပိုင်းဇယ်လန်စကီကပြင်သစ်အခြေစိုက်ဥရောပကောင်စီသို့ပထမဆုံးတွားရောက်ရာတွင်ယူကရိန်းကိုရုရှားချုပ်ချော်မှုနှင့်ဆက်လင်း၍ထိတ်တန့်တာဝန်ရှိသူများကိုတရားစွဲရန်အထူးခုံရုံးဖွဲ့ရဲအတွက်၎င်းနှင့်ဥရောပကောင်စီတို့သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဇန်နဝါရီ25ရက်နေ့စောစောပိုင်းကနေသားလန်နိုင်ငံတိဟိတ်မြို့မှာကျင်းပခဲ့တဲ့နေတိုးထိပ်သီးအစည်းအဝေးမှာထရန့်နေမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးနော်ဇယ်လန်စကီးနဲ့နေတိုးမဟာမိတ်အဖွဲ့နဲ့အမေရိကန်သမ္မတတို့ရင်းနှီးသောဆက်ဆံရေးများကိုလိုက်လိုက်လဲလဲဆော်ဟောခဲ့ကြပါတယ်ကျွန်တော်တို့ကထရန့်နဲ့ခိုင်မာတဲ့ဆက်ဆံရေးလိုအပ်ပါတယ်လို့ယခုဖေဖော်ဝါရီနောက်ပိုင်းကုန်လောက်မှာအမေရိကန်သမ္မတရုံးခန်းမှာထရန့်နဲ့အခြေတင်ဖြစ်ခဲ့တဲ့ဇယ်လန်စကီးကဥရောပကောင်စီလွှတ်တော်ဆိုင်ရာအစည်းအဝေးကိုပြောကြားခဲ့ပါတယ်ကျွန်တော်တို့ဘက်မှာဥရောပနဲ့အမေရိကန်ပြည်ထောင်စုတို့စီလုံးဖို့လိုအပ်ပါတယ် စည်းလုံးဖို့လိုအပ်နေပါတယ်ကျွန်တော်တို့အနိုင်ရပါလိမ့်မယ်လို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်အထူးခွန်ရုံးက2022ခုနှစ်ဖေဖော်ဝါရီလ24ရက်တွင်ရုရှားကယူကရိန်းကိုအပြည့်အဝကျူးကျော်မှုအတွက်တရားစွဲဆိုမှုဖြစ်ရာသဘာဝအားဖြင့်ရင်းသို့တရားစွဲရာတွင်ပူတင်အထိစီနီယာတာဝန်ရှိသူများကိုတရားစွဲသွားနိုင်ပါတယ်ကျူးကျော်တာဟာအပြစ်ပေးခံရတာကိုဥတီစေမယ်လို့ကျွန်တော်တို့ကရှင်းရှင်းလင်းလင်းပြသဖို့လိုအပ်နေပါတယ်တရားစွဲလို့ရအောင်ကျွန်တော်တို့ကဥရောပကအတူတကွလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်လို့သဘောတူစာချုပ်ကိုဥရောပကောင်စီအတွင်းမှုချုပ် အလိန်ဘာဆန်နဲ့လက်မှတ်ရထိုးခဲ့ပြီးနောက်ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။